ားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြေးတက်တယ်အားလုံးမင်္ဂလာပါ Arsenal အသင်းကဒါအခုဒီသူတို့ရဲ့ပွဲစဉ်ဖြစ်တဲ့ Brentford နဲ့ပွဲမှာအိမ်ခွေးမှာနှစ်ကိုးပြတ်နဲ့နိုင်ပွဲရတယ်အဲ့နောက်ဆက်တွဲကနေသူတို့အနေနဲ့အခုဇာတ်ထိပ်မှာငါးမှတ်ဖြတ်ပြီးဥဆောင်နေစေဖြစ်တယ်ဒါပေမဲ့အခုလောလောဆယ်မှာအသင်းဘက်က ဒါနောက်ထပ်အရေးပါတဲ့ခံစားမှုတစ်ယောက်ထပ်ပြီး injury ဖြစ်သွားတယ်ဆိုတော့ William Saliba injury ဖြစ်နေတယ် Gabriel injury ဖြစ်နေတယ်သူတို့နှစ်ယောက် injury ဖြစ်နေတဲ့ဂျာကနေ Piero Hincapie နဲ့ဒါ Christian Muscara နှစ်ယောက်ပဲကျန်တယ်အဲ့ဒါကိုမှ Christian Muscara ကဒါ Mikel Arteta ရဲ့အဆိုအရဆိုရင်ဒါဘယ်လိုပြောမလဲဆိုတော့ သူ့ရဲ့ဒဏ်ရာဟာလူဒဏ်ရာတာမမို့ချစ်ချင်းဝတ်ဒဏ်ရာပုံစံမျိုးဖြစ်တယ်ဆိုပြီးအတိအကျတော့မပြောဘူး။ဘာလို့ဆိုသူတို့ကစားမောက်ကိုမေးတဲ့အခါမှာတိကျတဲ့အဖြေမရပေမဲ့အဲ့ဒါဖြစ်ပုံများတယ်။ဒါကြောင့်သူကပထမပိုင်းမှာတည်းယူလင်ထင်းပါနဲ့လူစားလေးခဲ့ရတယ်။ဆိုအာဆက်တာအနေနဲ့အခုလောလောဆယ်မှာဘိုးနောက်ခံလူအတွက်ကအာဆွန်ဗီလာနဲ့ပွဲသွားခံရတဲ့အချိန်မှာအများကြီးသိတာပြီ။ဗီလာကအခုလောလောဆယ်နောက်ဆုံးကစားတဲ့၉ပွဲဆက်တိုက်နိုင်ပွဲ၈ပွဲနိုင်ထားတယ် ဒါအက်ဆိုဗီလာဟာဖူအန်ကိုနိုင်တယ်ဘန်လီကိုနိုင်တယ်စပါးကိုနိုင်တယ်မန်စီးတီးကိုနိုင်တယ်ဘုံမောက်ကိုနိုင်တယ်လီးစ်ကိုနိုင်တယ်အူဗာဟန်တန်ကိုနိုင်ပြီးဘရိုက်တန်ကိုနိုင်ထားတယ်ဆိုတော့အဲ့ကိုပွဲမှာအိမ်ကွင်းမှာဖူအန်ရဲ့ဘန်လီရဲ့မန်စီးတီးရဲ့ဘုံမောက်ရဲ့ ပြီးတော့မှ Wolf ကအင်ကွင်း၅ပွဲနိုင်တယ်အဝေးကွင်းမှာ၃ပွဲနိုင် ပြီးတော့ Liverpool ကိုတစ်ပွဲရှုံးဆိုတော့သူတို့ရဲ့ form အကောင်းဆုံးရောက်နေတဲ့အချိန်မှာ Arsenal က Aston Villa အသင်းရဲ့အဝေးကွင်းခံရမယ်ဆိုတော့ Christian Mosquera ပါမယ်မပါမယ်ကျွန်တော်တို့အတိအကျမသိဘူးစစ်ဆေးမှုတွေပြုလုပ်ဖို့ရှိတယ်အဲတစ်ဖက်မှာလည်း Gabriel ကတေချာပေါက်အဲ့ ဗီလာပွဲကိုလွှဲချော်မှာဖြစ်ပေမဲ့ဝီလျံဆလီပါကတော့အဲ့ပွဲကိုပြန်ပါနိုင်ပွဲရှိတယ်ဆိုတဲ့အခြေအနေမျိုးတော့မျောလင်းထားတယ်။ဒါအထက်တာကတော့ထပ်ပြီးစမ်းသက်စရာရှိတယ်လို့ဆိုတယ်။ဒီနေရာမှာဒက်ကလန်ရိုက်စ်ကလည်းမိနစ်80ချော်မှာဖစ်တီယိုခရစ်နဲ့လဲလိုက်ရတယ်။ဆိုတော့ညာဘက်ချွတ်သားဒီခြေတလုံးမှာ အနေငယ်နာကျင်ခံစားရတယ်ဆိုပြီးတော့ဒန်ဂလရိုက်ကဆိုရင်နောက်ပိုင်းမှာယုတ်ခရစ်နဲ့လေးဖို့ဆုံးဖြတ်တယ်ဒါပေမဲ့ဒီတန်ရာကကျွန်တော်ထင်တော့ရိုက်ကလူမလဲခင်တည်းကသူနည်းနည်းလေးလဲချပြီးတော့တတ်နိုင်များအချိန်ဆွဲသွားတယ်လို့ကျွန်တော်မြင်တယ်ဒန်ရာပြဿနာကြီးကြီးမားမားဆိုတော့ဒါရိုက်ကဒန်ရာရရင်တိတာတယ်ဗျာသူကဒန်ရာရတဲ့ပုံစံမျိုးမဟုတ်ဘူးဆိုတော့ရိုက်ကို80မိနစ်မှာလူစားလေးလိုက်တယ်ဒါပေမဲ့အခုလောလောဆယ်မှာအာဆနယ်အသင်းမှာဒန်ရာရနေတဲ့ကစားမတွေအကြီးအတွက်ကတော်တော်လေးတော့များနေတယ် ခိုင်ဟာဖက်တန်ရတယ်ဗီလာနဲ့ပွဲတည်ချပေါ့လွှဲမယ်ဂါဘရီယယ်တန်ရတယ်ဗီလာနဲ့ပွဲတည်ချပေါ့လွှဲမယ်ခရစ်ရှန်မော့စကာရာအခုတန်ရသွားတယ်ဖရိုက်စ်ကတော့ဒါတန်ရပြဿနာဆိုတာထက်ဒါသူရဲ့ game management ဖြစ်နိုင်ပြီးတော့ဒါလီယန်ဒိုထရော့ဆော့ကလည်းတန်ရပြဿနာဖြစ်နေတယ်ဆိုတော့ ထရော့ဆော့နဲ့ဆလီပါကရှီတဘတ်ပွဲကိုပြန်ပါနိုင်မဲ့ချမ်းရှိပြီးတော့ထရော့ဆော့ကိုယ်တိုင်ကလည်းဒီဘက်လူစင်းနဲ့မှပါနိုင်မယ်လို့မျှော်လင့်ထားပြီးမှဒါအရင်ကြီးနီးကပ်နေလို့သူ့ကိုခြံထားခဲ့တယ်ဆိုတော့ကျွန်တော်မြင်တော့အာစနယ်အသင်းအနေနဲ့အာဆိုဗီလာကိုအဝေးကွင်းသွားခံတဲ့အခါမှာအခုကျွန်တော်နောက်ဆုံး၃နှစ်မှာဗီလာကိုကျွန်တော်တို့မနစ်ကနိုင်တယ်တူစီနဲ့ဟိုးရှစ်တနည်းကရှုံးတယ်ဟိုးတနည်းက4-2နဲ့နိုင်တယ်ဆိုအဆောဗီလာကကျွန်တော်အဝေးခွေးမှာကျွန်တော်အရင်ကြီးမခတ်တဲ့အသင်းမျိုးဖြစ်တဲ့ဒီနေရာမှာအာစနယ်အသင်းနေနဲ့ ခိုင်ဟာဗက်မပါဘူးဂါဘရီယယ်မပါဘူးဒါဂါဘရီမပါဘူးမော့စကာရာမပါနိုင်တဲ့အခြေအနေမျိုးမှာဝီလျံဆလီဘာပြန်ပါမယ်နောက်ဒီယန်ဒိုထော်ဆော့ပြန်ပါမယ်ဆိုရင်မဆိုးဘူးဗျဆိုဒီနေရာမှာဒါတကယ်လို့လက်ရှိလူစင်းကနေပဲဒါတင်ပါကိုစန္ဒာဘက်ပဲဖြစ်ဖြစ်ဘန်ဝိုက်ကိုစန္ဒာဘက်ပဲဖြစ်ဖြစ်ထားပြီးတော့ဒါ right back position ကကစားမှာအပြောင်းလဲလို့သူတို့ကျွန်တော်ရီကာဒိုကာလာဖီယိုတွေကိုအလေထည့်လို့လည်းရသေးတယ်စန္ဒာဘက် position ကလည်းအလေထည့်လို့ရတယ်ဆိုတော့ option ကတော့အထက်ထားမှာအဆင်မှာရှိပြီးသား ဒါပေမဲ့တကယ်အရေးကြီးအချိန်မှာပွဲတိုင်းမှာတပွဲပြီးတပွဲတယောက်ပြီးတယောက်ဒဏ်ရာပြတ်တနာတွေကအာဆန်တို့ကနည်းနည်းတော့ထိုးနှက်ချက်တခုဖြစ်လာ။ဆိုတော့ကာလာဖီယိုရီကိုအထဲထည့်ပြီးတွဲလို့ရသူဘောင်ဝိုက်ကိုအထဲထည့်လို့ရတယ်ထင်းပါကိုထဲထည့်လို့ရတယ် ဆိုတော့ဒါကအာဆန်အတွက်လုံးလို့ရတဲ့အခြေအနေမျိုးရှိတယ်ဒါပေမဲ့အာဆွန်ဗီလာဟာတကယ်ကောင်းတဲ့အသင်းဖြစ်တဲ့ကြောင်းမီခေယာတီတာနဲ့အာဆန်အသင်းတွတ်တော်တကယ်ကိုခက်ခဲမဲ့ပွဲပဲဒါသူတို့နောက်ဆုံး9ပွဲပရီးမီးယားလိမှာ10ပွဲထိနိုင်ထားတယ်ဆိုတော့စွမ်းဆောင်ရည်နဲ့14ပွဲမှာ12ပွဲနိုင်ထားတယ်ဆိုတော့ပြိုင်ပွဲဆိုစွမ်းဆောင်ရည်ကလုံးဝကြောက်ခမန်းလေးလေးဖြစ်ပြီးတော့ဒါဗီလာနဲ့ကံမဲ့ပွဲမတိုင်ခင်မှာဒဏ်ရာပြဿနာကြောင့်ခံစစ်ပိုင်းမှာရွေးချယ်စရာခေါင်းစားစရာဖြစ်လာပါတယ်အားလုံးကျေးဇူးတင်ပါတယ်